အီရန်မှာရှိတဲ့နျူကလ িয়ার တင်နေရာ၃ခုကိုအမေရိကန်ကတိုက်လေယာဉ်တွေနဲ့ဝင်တိုက်ခဲ့ပြီးတိုက်ခိုက်မှုတွေအောင်မြင်တယ်လို့သမ္မတထရန့်ကပြောကြားခဲ့ပါတယ်။အမေရိကန်စစ်တပ်ကအီရန်နျူကလ িয়ার တင်နေရာ၃ခုကိုအလွန်အောင်မြင်တဲ့တိုက်ခိုက်မှုတွေလွတ်ဆောင်ခဲ့တယ်လို့သမ္မတဒေါ်နယ်ထရန့်ကပြောကြားခဲ့ပါတယ်။အမေရိကန်စစ်တပ်ကတိုက်ခိုက်ခဲ့တဲ့နျူကလ িয়ার တင်နေရာတွေထဲမှာဖော်ရိုမှာရှိတဲ့အရေးပါတဲ့မြေအုပ်ယူရေနီယံတန့်စင်စက်ရုံပတ်ဝန်းကျင်တယ်လို့လည်းအမေရိကန်သမ္မတကပြောကြားခဲ့ပါတယ်။ တရမန်ရေးကိစ္စတွေဆွေးနွေးဖို့နှစ်ပတ်အချိန်ပေးမယ်လို့ပြောကြားခဲ့ပြီးနောက်နှစ်ရက်အကြာမှာထုတ်ပြန်တဲ့ရှောင်းနဂင်ကြေညာချက်မှာ Trangga Forogo ဘုံနေအပြေးဝကျဲခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။ကျွန်တော်တို့ကအီရန်မှာရှိတဲ့နျူကလ িয়ার တီနေရာသုံးခုကိုအလွန်အောင်မြင်တဲ့တိုက်ခိုက်မှုတွေပြစီခဲ့ပါတယ်။အဲ့လိုတိုက်ခိုက်တဲ့နေရာမှာ Foro Natan, Afahan တို့ပါဝင်ခဲ့ပါတယ်လို့ Trangga Trust Social မှာဖော်ပြခဲ့ပါတယ်။ ဓိကနေရာဖြစ်တဲ့ဖော်ရိုကိုဘုံနေအပြေးဝချဲခဲ့တယ်လို့ထရန့်ကဆက်လက်ပြောကြားခဲ့ပါတယ်။လေးနေအားလုံးဘီကင်းစာနဲ့ပြန်လာခဲ့ကြပါတယ်။ကျွန်တော်တို့ရဲ့ကြီးမြတ်တဲ့အမေရိကန်စစ်သည်တော်တွေကိုချီးကျူးပါတယ်လို့လည်းထရန့်ကဖော်ပြထားပါတယ်။အီရန်ဟာဒီစစ်ပွဲကိုအဆုံးသတ်ဖို့အခုသဘောတူရမှာပါလို့လည်းထရန့်ကဖော်ပြထားပါတယ်။အဲဒီလိုသဘောတူညီကအမေရိကန်ပြည်အောင်စုအစ္စရေးကမ္ဘာရိုးအတွက်တမိုင်းဝင်တဲ့အခိုက်အတန့်ဖြစ်လာမယ်လို့လည်းထရန့်ကဖော်ပြထားပါတယ်။မြေရောဘန်ဂါရီတီထိုးပေါက်ဝင်ရောက်နိုင်တဲ့ဘုံတွေတည်ဆောင်ထားတဲ့ ဗီတူပုံကျဲလေယာဉ်တွေဟာအမေရိကန်ကနေထွက်ခွာသွားပြီဆိုတဲ့သတင်းတွေစောစောပိုင်းကထွက်ပေါ်လာခဲ့ပါတယ်။အီရန်ရဲ့နျူကလ িয়ার တည်နေရာတွေကိုတိုက်ခိုက်ရမှာပါဝင်ခဲ့တဲ့အမေရိကန်လေယာဉ်အမျိုးအစားဒါမှမဟုတ်ခရဲအမျိုးအစားတွေကိုထရန့်ကပြောကြားခဲ့ခြင်းမရှိပါဘူး။အမေရိကန်ကအီရန်ကိုတိုက်ခိုက်ခဲ့ပြီးနောက်ထရန့်နဲ့အစ္စရေးဝန်ကြီးချုပ်ဗက်ဂျမင်နေတန်ယာဟုတို့ဖုံးဆက်ပြောဆိုခဲ့တယ်လို့အင်ဂျူရောကထုတ်ပြန်ခဲ့ပါတယ်။ ီရန်ကိုအမေရိကန်ကတိုက်ခတ်ခဲ့ပြီးနောက်အစ္စရေးဟာနိုင်ငံတော်အနေနဲ့သတိပေးချက်အဆင့်ကိုမြင့်တင်ခဲ့ပါတယ်။အီရန်ကလည်းမိမိတို့ရဲ့နျူကလ িয়ার ထိနေရာတွေကိုရန်သူကတိုက်ခတ်ခဲ့တယ်လို့အီရန်သတင်းမီဒီယာတက်စနင်ကဖော်ပြခဲ့ပါတယ်။